အားလုံးမင်္ဂလာပါ Top Trader မြန်မာ Channel ကနေပြန်ပြီးကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုကတော့ White Coffee ရဲ့ Supply Demand Theory နဲ့ Training စနစ်ကိုသင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီ Theory တဘောတရားကိုစတင်ဖန်တီးခဲ့သူကတော့ဝေကြီးကုံတွယ်ယင်းနှီးမြုံနှံမှုလောကမှာနာမည်ကျော်ကြားတဲ့သမိုင်းဝင် Richard D. Wyckoff ဖြစ်ပါတယ်။ Richard D. Wyckoff ဟာ American 20ရာစုအစောပိုင်း technical ပိုင်းဆိုင်ရာသင်္ချာနည်းကျ structure ရာစီးကွက်တွေကိုတွက်ချက်လေ့လာတဲ့ရှေ့ဆောင်လမ်းပြဆရာတစုပဲဖြစ်ပါတယ်။ပြီးတော့ရှေ့ဦးထွက် technical analysis အထင်ကရဆရာ၅ဦးတည်းကတူဖြစ်တဲ့ဂျန်နက်အထင်ကရဆရာတွေကတော့ Dow Gun Elliot and Mario တို့ဖြစ်ပါတယ်။ Richard D White Corp ရဲ့အထောက်ပတိကိုကြည့်မယ်ဆိုရင်သူဟာ1883ခုနှစ်နိုဝင်ဘာလနေ့ရက်နေ့မှာမွေးဖွားခဲ့တဲ့ အသက်15နှစ်မှာနယူးယောက်မြို့တော်မှာရှိတဲ့ငွေကြေးဆိုင်ရာ securities company တခုမှာ stock runner အဖြစ်လုပ်ခဲ့ပြီးတော့အသက်20ပိုင်းမှာတင်ပဲရတူတိုးပြီးတော့ခေါင်းဆောင်ဖြစ်သွားခဲ့တယ်။အဲ့ဒီအလောက်ကနေထွက်ပြီးတော့ The Magazine of Wall Street လို့ခေါ်တဲ့ magazine တိုက်ကိုတီထောင်ထုတ်ဝေခဲ့တယ်။သူ့ magazine ရဲ့ member အဖွဲ့ဝင်ပေါင်း2သိန်းထိရှိခဲ့တယ်။ အဲ့ဒီတုံကနှစ်သိန်းဆိုတာတော်တော်များတဲ့အရေးအတွက်ပေါ့နော်သူ့အနေနဲ့ငွေကြေးဆေးကွက်ရဲလှူရှာမှုတွေကိုစိတ်အားထက်သန်စွာလေ့လာသင်ယူခဲ့ပြီးတော့သူကိုယ်တိုင်ကလည်းချမ်းသာကြွယ်ဝပြီးအောင်မြင်တဲ့ trader investor တယောက်ဖြစ်ခဲ့ပါတယ်။ရှာစုနှစ်ခုတက်တန်းတလျှောက်ဆေးကွက်ပုံစံတွေကိုစောင့်ကြည့်လေ့လာပြီးတော့ငွေကြေးဆိုင်ရာအတွေ့အကြုံများစွာစုဆောင်းခဲ့တယ်။အဲ့ဒီခေတ်တုံကအောင်မြင်နေတဲ့လက်ကြီးရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ JP Morgan နဲ့ Jessie Livermore နဲ့တခြား trader investor တွေကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ဒီကနေပြီးတော့ trainee theory trainee စနစ်တွေငွေကြေးစီမံခန့်ခွဲနည်းနဲ့စိတ်ပိုင်းဆိုင်ရာစည်းကမ်းတွေကိုလေ့လာစုဆောင်ဖန်တီးနိုင်ခဲ့ပါတယ်။သူတွေ့ကြုံနဲ့လေ့လာသင်ယူမှုကနေအသေးစား investor တွေကအကြီးစား investor တွေရဲ့အကြိမ်ကြိမ်အမျက်ထောက်ခံရမှုတွေကိုမြင်တွေ့ခဲ့တာကနေပြီးတော့အများသူကနဲ့အသေးစား investor trader တွေလေ့လာသုံးပြဖို့ဒီကစားနည်းရဲ့စည်းမျဉ်းအမှန်တရားလို့ အတိတ်ပဲရတဲ့ The Real Rules of the Game ကောင်းစံနဲ့ Smart Money လို့ခေါ်တဲ့အကြီးစားလက်ကြီး investor တွေကဘလို့ဈေးကစားတက်တယ်ဆိုတဲ့အသိပညာတွေကိုညွှန်ဝေခဲ့ပါတယ်1939ခုနှစ်မှာငွေကြေးဆိုင်ရာယင်းနှံ့နှံ့မှုအသိပညာတွေကိုသင်ကြားပေးတဲ့ကျောင်းဖွင့်နိုင်ခဲ့တယ်အဲ့ဒီကျောင်းက The Stock Market Institute ဖြစ်လာခဲ့တယ် Richard D. Wyckoff ဟာအိမ်ထောင်38ခဲ့ပြီးတော့1934ခုနှစ် အသက်60မှာငြိမ်းချမ်းစွာဆုံးပါသွားခဲ့ပါတယ်။သူသက်တမ်းတလျှောက်လိလသင်ယူလာခဲ့တဲ့အသိပညာတွေဟာရာစုနှစ်ချိန်တွေကိုဖြတ်တန်းလာခဲ့ပေမဲ့ယနေ့ခေတ်ချိန်ထိအသုံးပြုလို့ရနေစေအသုံးဝင်နေစေပဲဖြစ်ပါတယ်။ဒီအသိပညာတွေဟာ stock share ဈေးကွက်ကနေအစပြုခဲ့ပေမဲ့ stock share ဈေးကွက်အပြင် အခုခေတ် forex, CFD, cryptocurrency နဲ့ရှိသမျှဈေးကွက်အလုံးအတွက်အကျုံးဝင်အသုံးပြုနိုင်ပါတယ်။ White Coffee Trainee စနစ်တွေဟာအခြေခံအားဖြင့်3 White Coffee Laws လို့ခေါ်တဲ့ဥပဒေသား၃ခုနဲ့ပတ်သက်ဆက်နွယ်နေပါတယ်။အဲ့ဒါတွေကတော့ The Law of Supply and Demand ရှောင်းလိုအားနဲ့ဝယ်လိုအားဥပဒေသား The Law of Cause and Effect အကြောင်းနဲ့အကျိုးဥပဒေသား The Law of Effort versus Result ပမာဏနဲ့ရှင်တွဲရလဲဥပဒေသားတွေ ဖြစ်ပါတယ်။စကလုံးတွေကတော့အလျင်းတင့်တယ်လို့နားလည်လွယ်အောင် ပမာလိုပြန်ထားတာဖြစ်ပါတယ်။ စီးပွားရေးဘာသာရပ်မှာတုံးတဲ့စကားလုံးတွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။အခုဗီဒီယိုကတော့ဝယ်လိုအားနဲ့ရောင်းလိုအားဥပဒေသားအကြောင်းအသားပေးတင်ပြမှာဖြစ်ပါတယ်။ supply demand ဆိုတာပါလဲ supply ဆိုတာရောင်းလိုအားဖြစ်ပြီးတော့ demand ဆိုတာကဝယ်လိုအားဖြစ်ပါတယ်။လူတွေကပစ္စည်းတစ်ခုခုကိုလိုအပ်လို demand တောင်းဆိုမှုရှိလာတဲ့အခါဝယ်လိုအားရှိနေတယ်။ဒါကြောင့် demand ကိုဝယ်လိုအားလို့ခေါ်ပါတယ်။လူတွေရဲ့လိုအပ်ချက်တောင်းဆိုမှုအတိုင်း supply ပံ့ပိုးပေးမဲ့ ကုန်ပစ္စည်းများရောင်းဖို့အားရှိနေတဲ့ဒါကြောင့် supply ကိုရောင်းလို့အားလို့ခေါ်ပါတယ်။ဒါပေမဲ့ဝယ်လို့အားနဲ့ရောင်းလို့အားဟာညီမျှမှုရှိတဲ့အခါမှာဝယ်လို့အားကများပြီးရောင်းလို့အားကနည်းနေတဲ့ဆိုရင်ထိုကုန်ပစ္စည်းရဲ့တန်ဖိုးဟာမြင့်တက်သွားမှာဖြစ်ပါတယ်။ဥပမာကိုဗစ်ကာလတုန်းကနှာခေါင်းဆီး mask တွေလိုအပ်မှုများပြီးတော့ချက်ချင်းရောင်းဖို့မရှိတဲ့အချိန်မှာ mask ဈေးတက်သွားခဲ့ပါတယ်။ကုန်တယ်တွေဆိုင်တွေကဈေးကိုင်အမြတ်ထုတ်စီကစားကြတာပေါ့နော်။ ဒီလိုဝယ်လို့အားများလာတဲ့အတွက်ကုမ္ပဏီအသီးသီးကထပ်ပြီးတော့ mask ထုတ်လုပ်မှုတွေလည်းများလာပြီးတော့ဝယ်လို့အားကိုဖြည့်ဆည်းပေးခဲ့တယ်။ဒီလိုနဲ့ mask ဈေးတွေကျသွားတယ်။ဒီချိန်မှာဈေးမလျှော့ပဲရောင်းနေရင်ရောင်းလို့ရမှာမဟုတ်တော့ဘူး။ဆက်ပြီးတော့ဈေးကွက်မှာ mask တွေလိုအပ်တာထက်ပိုပြီးများလာတော့ကုန်တယ်တွေဆိုင်တွေကပစ္စည်းတွေကိုရှင်းထုတ်ရမှာဖြစ်တော့ဈေးတွေဆက်ကျသွားပါတယ်။ဒါဖြင့်ရောင်းလို့အားနဲ့ဝယ်လို့အားတွေညီမျှမှုရှိတဲ့အချိန်ကောဆိုရင်ရှိပါတယ်။အဲ့ဒီချိန်ကတော့ ကုန်ပစ္စည်းရဲ့တန်ဖိုးတွေဟာအလေလက်ဖြစ်နေပြီးတော့ဒီခြေနေကို equilibrium ညီမြခြေလို့ခေါ်ပါတယ်ဈေးကွက်ပြစရာမှာဒီခြေဟာစီးတွေဘေးတိုက် sideways သို့မဟုတ် consolidation ဖြစ်နေတဲ့ခြေဖြစ်ပါတယ်ဒါကတော့အခြေခံကြတဲ့ရောင်းလို့အားဝဲလို့အားဥပဒေသားတွေဖြစ်ပါတယ်ပထမဆုံးအနေနဲ့အကျန်းဖြစ်အပြင် white cough logic ရဲ့သဘောတရားကိုကြည့်မယ်ဆိုရင် Wyckoff price cycle လို့ခေါ်တဲ့ Wyckoff ဈေးကွက်တန်တရာကိုအပိုင်း၄ပိုင်းအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ပထမတစ်ခုကစုဆောင်ခြင်း accumulation area ဒုတိယတစ်ခုကဈေးတက်သွားခြင်း mark up တတိယတစ်ခုကဝေချမ်းခြင်း distribution area စတုတ္ထတစ်ခုကဈေးကျသွားခြင်း mark down ဖြစ်ပါတယ်။ဒီပုံကိုကြည့်မယ်ဆိုရင် accumulation area ဟာ oversold ဖြစ်တယ်လို့ပြောလို့ရတယ်လို့ distribution area ဟာ overbought ဖြစ်တယ်လို့ပြောလို့ရပါတယ်။ကုန်ပစ္စည်းတစ်ခုရဲ့ဈေးတက်သွားဖို့အတွက် demand supply ဝယ်လိုအားနဲ့ရောင်းလိုအားဥပဒေသားအရအဲ့ဒီကုန်ပစ္စည်းကိုဝယ်ယူလိုမှုအားဝင်လာတဲ့အချိန်ဖြစ်ဖြစ်ချင်းဝယ်ယူစုဆောင်ကြတယ်။အချိန်တစ်ခုမှာဝယ်လိုအား demand ကရောင်းလိုအား supply ထက်များတဲ့အချိန်မှာထိုကုန်ပစ္စည်းရဲ့ဈေးတက်သွားစေမှာဖြစ်ပါတယ်။ဆက်စချင်း accumulation area ကုန်ပစ္စည်းတွေကိုဝယ်ယူစုဆောင်ပြီးတော့ mark up ဈေးတွေတက်သွားပြီးတော့ချိန်တစ်ခုမှာဈေးတွေထပ်တက်လို့မရတော့တဲ့အခြေအနေရောက်သွားတယ်။ အဲ့ဒီချိန်ဟာ distribution area လို့ခေါ်တဲ့ဝေချင်ရတော့မယ့်အချိန်ရောက်ပြီးတော့ကုန်ပစ္စည်းတွေကိုဖြည်းဖြည်းချင်းထုတ်ရောင်းသွားတာကနေဝယ်လိုအားတွေ ကုန်သွားပြီးတော့ရှောင်းလိုအားတွေသာကျန်တဲ့အချိန်တောင်မှမဟုတ်ရှောင်းလိုအားကဝယ်လိုအားထက်အားများတဲ့အချိန်မှာ markdown စီးတွေကျသွားမှာဖြစ်ပါတယ်။ကုန်ပစ္စည်းတွေကိုရှင်းထုတ်လိုက်တဲ့အချိန်ပေါ့နော်။ရောင်းလို့ကုန်သွားလို့ရှင် ပစ္စည်းပြန်ဝယ်ယူစုဆောင်မယ်။ဈေးပြန်တက်မယ်။ပြန်ရောင်းမယ်တီလို့ပုံစံနဲ့ဈေးကွက်တန်တရာလဲပြီးတော့ သွားနေမှာဖြစ်ပါတယ်။ဥပမာကုန်ပစ္စည်းနေရာမှာ stock share ဆိုရင်ဆက်စချင်း supply demand မြန်မြန်ဆက်စားမရှိဘူး။စီးတွေတိတ်မများတဲ့အချိန်မှာ trader investor တစုဟာ stock share တွေစေးတက်သွားအောင်စေးပပေါ်နဲ့လိုက်ဝယ်ထားကြတယ်ဝယ်စုကြတယ်။စုဆောင်ကြတယ်ပေါ့နော်ဒီချိန်မှာလက်ကြီးလက်သေး investor trader တွေလိုက်ဝယ်လာပြီးတော့ဝယ်လို့အားများသွားပြီးတော့စီးတွေတစ်ချိန်ထိုးတက်သွားတယ်။စီးတွေတော်တော်မြင့်တဲ့အချိန်တခုမှာဝယ်လို့အားတွေလည်းမရှိတလို့ညော့နေသွားတယ်။ ဒီချိန်မှာ trader investor တစုဟာဝယ်ထားတဲ့ဈေးထက်တအားမြတ်နေတော့အမျက်ယူဖို့ share ရောင်းချန်လာတယ်ဒီလိုနဲ့ရောင်းလို့အားဝင်လာပါတယ်ဒီချိန်မှာတချို့ trader investor တွေလည်း share ရဲ့အတက်အလက်ကုန်ပြီလို့ယူဆပြီးတော့ထပ်ရောင်းကြတယ်ဒီလိုနဲ့ရောင်းလို့အားတွေများလာပြီးတော့ stock share ဈေးကျသွားပြီးတော့တန်တရာတစ်ခုပြီးဆုံးသွားပါတယ်ရောင်းလို့အားဝယ်လို့အားတွေကိုတယောက်စီတဲ့အကြောင်းတွေကတော့ဘဒုကမှအတိအကျထိန်ချုပ်လို့မရဘူးထိုဈေးကွက်ကိုလွှမ်းမိုးမှုရှိတဲ့ကပ စီးပွားရေးနိုင်ငံရေးနဲ့စိတ်ရေးကပ်ပေးတဘာဝပေးစားတဲ့အခြေအနေအကြောင်းအကြောင်းကြောင့်ဖြစ်နိုင်ပြီးတော့ trader investor တွေရဲ့အခြေအနေအမျိုးမျိုးအပေါ်ယုံကြည်မှုထင်မြင်ယူဆမှု ရောင်းဝယ်မှုဆုံးဖြတ်ချက်အတိုင်းတန်တရာလဲသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ theory သဘောတရားအပိုင်းကိုနားလည်သွားပြီးတဲ့နောက်လက်တွေ့မှာ supply demand zone နဲ့ training ကိုကြည့်ကြရအောင်။ပထမဆုံးဘာလို့ supply demand zone နဲ့ trade ရတယ်လဲဆိုရင်တော့ဈေးကွက်တွေကို smart money လို့ခေါ်တယ်လက်ကြီးတမားတို့တမမဟုတ်ဝေလာငါးကြီးတွေဝင်လာတဲ့အချိန်မှာအယောင်းဝယ်ပမာဏ volume အချိန်ဟုန်မြင့်လာတဲ့အချိန်သူတို့ရဲ့လောက်ရှာမှုနဲ့တူ light trader ဖြစ်ပါတယ် smart money တွေဝင်လာတဲ့အချိန်မှာဈေးတွေအချိန်ဟုန်နဲ့ momentum ဖြစ်ရှိလောက်ရှာနေမှာဖြစ်ပါတယ်ဒါဟာ supply နဲ့ demand ဝယ်လိုအားနဲ့ရှောင်းလိုအပမာဏတွေဝင်လာပြီလို့ဆိုလိုတာဖြစ်ပါတယ် smart money တွေက million billion trillion နဲ့ချီပြီးရောင်းဝယ်ကြတဲ့အတွက်စျေးကွက်လှုပ်ရှားမှုကိုတည်င်ကလွမ်းမိုးနိုင်တာသူတို့ပဲဖြစ်ပါတယ်။ဒီတော့ supply demand ရှိတဲ့အချိန်ဆောင်ထွေခြင်းအပြင်အမြတ်ရနိုင်ခြင်းများတယ်လို့ဆိုလိုပါတယ်။ရောင်းလို့သူတို့ ਨੇ ပြောင်းပြန် trade တွေဆွမ်းတော့ရှုံးမှာပဲဖြစ်ပါတယ်။ကိုကငါအသေးလေး retail trader ဖြစ်နေလို့ပါပဲ။ supply demand zone pattern ဆိုပြီးတော့ပုံစံ၄မျိုးရှိပါတယ်။အဲ့ဒါတွေကတော့ trend continuation based trend line ကြောင်းဆက်သွားခြင်းအတွက် RBR rally based rally နဲ့ DBD drop based drop trend reversal based trend line ကြောင်းပြောင်းပြန်သွားခြင်းအတွက် RBD rally based drop နဲ့ DBR drop based rally တို့ပဲဖြစ်ပါတယ် rally ဆိုတာဈေးတက်သွားတာ up trend ကိုပဲဆိုလိုပါတယ် base ဆိုတာကဈေးတွေပေးတိုက်သွားတာ sideway တမမဟုတ် consolidation ဖြစ်ပါတယ် drop ကဈေးကျသွားတာ down ဖြစ်သွားတာ down trend ဖြစ်သွားတာကိုဆိုလိုပါတယ်။အခေါ်လေးတွေပဲပြောင်းသွားတာပါ။အခုမြင်ရတဲ့ဖြောင်းနိုင်ချောင်းပုံစံတွေကတဘောတရားတာဖြစ်ပြီးတော့လက်တွေ့မှာ time frame အကြီးအတွက်ဖြောင်းနိုင်ချောင်းလိုက်လဲဖြစ်နိုင်တယ်။ time frame အသေးတွေအတွက်ဖြောင်းနိုင်ချောင်းအသေးတွေပေါင်းထားခြင်းကိုလည်းဆိုလိုပါတယ်။ price action မှာဖြောင်းနိုင်ချောင်းများပေါင်းစပ်မှုဆိုတာရှိပါတယ်။ supply demand zone နေရာတွေကိုဘယ်လိုဆွဲရမလဲဆိုရင်တော့အချိန်ဟောင်းပြင်းတဲ့ rally နဲ့ drop တွေကိုတွေးအောင်ရှာပြီးတော့မှ base နေရာကနေ အရှိဖက်ကိုဖြစ်ဖြစ်အနောက်ဖက်ကိုဖြစ်ဖြစ်အရှိလိုက်သွားမှာဖြစ်ပါတယ်။အမီးရှည်ရှည်ဖြောင်းနိုင်တွေက range bound market တွေမှာပိုတွေ့မြင်နိုင်ပါတယ်။ trend attack land ကြောင့်တွေ RBR rally based rally ဆိုရင်ဈေးတွေအချိန်ဟောင်းနဲ့တက်တက်လာပြီးတော့ demand zone အနေနဲ့ဘေးတိုက်သွားပြီးခဏနာမယ်ပြီးရင်ခဏတက်သွားပြီးတော့ retrace အောက်ပြန်ဆင်းပြီးတော့ demand zone မှာပြန်ဆန်းတက်မယ်အချိန်ယူပြီးတော့အသက် trend ကိုဆက်သွားတဲ့ပုံစံဖြစ်ပါတယ် trend ascend လမ်းကြောင်းအတွက် DBT drop base drop solution ဈေးတွေအချိန်ဟုန်နဲ့ကျလာတယ်။ supply zone အနေနဲ့ bait တိုက်သွားပြီးတော့ခဏနာမယ်ပြီးရင်ခဏကျသွားပြီးတော့အပေါ်ပြန်တက်ပြီး retrace ပေါ့နော်။ supply zone မှာပြန်ဆန်းတက်မယ်။ပြီးလို့ရှိရင်အချိန်ယူပြီးတော့အကျ trend ကိုဆက်သွားတဲ့ပုံစံဖြစ်ပါတယ်။ trend ရှိနေတာကနေလမ်းကြောင်းပြောင်းခြင်းအတွက် rally base drop ဈေးတွေအချိန်ဟုန်နဲ့တက်တက်လာပြီးတော့ supply zone အနေနဲ့ပေးတိုက်ခဏနာမယ်ပြီးရင်ခဏအကျသွားပြီးတော့အပေါ်ပြန်တက် supply zone မှာပြန်ဆန်းတက်မယ် test လုပ်ပြီးတော့အချိန်ယူပြီး output ကိုလမ်းကြောင်းပြောင်းပြီးဆင်းသွားတဲ့ပုံစံဖြစ်ပါတယ် trend အကျကနေလမ်းကြောင်းပြောင်းခြင်း drag drop base rally စီးတွေအချိန်ဟုန်နဲ့ကျသွားပြီးတော့ demand zone အနေနဲ့ပေးတိုက် consolidation တော့မဟုတ် sideway ခဏနာမယ် ပြီးရင်ခဏတတ်သွားပြီးတော့အောက်ခဏပြန်ဆင်းမယ် demand zone မှာပြန်ဆန်းတက်မယ်အချိန်ယူပြီးတော့အပေါ်ဘက်ကိုလမ်းကြောင်းပြောင်းပြီးဆေးတက်သွားတဲ့ပုံစံဖြစ်ပါတယ်နောက်ပုံစံတစ်ခုက flip zone ဆိုပြီးတော့ range ဖြစ်နေတဲ့ site weather မဟုတ် consolidation နေရာတွေမှာ supply and demand zone တွေထပ်နေတာတွေလည်းရှိပါတယ်။အခုလက်တွေ့ sequel graph တွေမှာ supply and demand zone တွေကိုဘယ်လိုရှာမလဲဆိုတာကိုကြည့်ကြမယ်ဆိုရင် the trading geek channel မှာလည်းပြောထားတဲ့အတိုင်းပဲ နီးသုံးနီးနဲ့ကြည်လို့ရပါတယ်ပထမက အရှိန်ဟုံများတဲ့ဖြောင်းနိုင်ချောင်းကုအပြည့်ပေါ်ဒီအပြည့်အနည်းဆုံး၃ချောင်းကနေဘေ့ရှာတာဖြစ်ပါတယ် momentum candles တွေပေါ့နော် price action ရဆွမ်းတော့ three white soldiers နဲ့ three black crows လို့မျိုးဖြောင်းနိုင်ချောင်းတွေဖြစ်ပါတယ်အမည်ရှိလဲခေစားမရှိပါဘူးအတိကအားကောင်းကောင်းနဲ့အရှိန်ဟုံရှိတဲ့ဖြောင်းနိုင်ချောင်းဆိုရင်ရပါတယ်အားအများဆုံးကရှင်းလင်းတဲ့တော်ကြီးဖြောင်းတိုင်ချောင်းနဲ့စတဲ့ base ဖြစ်တတ်ပါတယ် ဒုတိယနေ့ကတော့ site weight အခြေအနေကိုစောင့်ပြီးတော့ base ယူတာဖြစ်ပါတယ်ဒါတွေက price action pattern ပုံစံတွေနဲ့ချိတ်ဆက်မှုရှိပါတယ် price action pattern ပုံစံတွေကိုပြန်သွားကြည့်လို့ရပါတယ်တတိယနေ့ကတော့ candle wicks ဖြောင်းနိုင်ချောင်းအမင်းရှိရှိတွေကိုစောင့်ကြည့်ပြီးဒုတိယနေ့လိုပဲ base ရှာတာဖြစ်ပါတယ်နာမည်ရ channel တစ်ခုဖြစ်တဲ့ the trading kick မှာ trader bread core ရဲ့ strategy ကိုအပြည့်အစုံသွားကြည့်လို့ရပါတယ် do tips and tricks တွေအတားကောင်းတယ်နော်အခု theory အတိုင်းလက်တွေ့ဈေးကွက် graph မှာ supply and demand zone တကိုရှာကြည့်ကြအောင်ဒါကတော့ MT5 သုံးပြီးတော့ Euro US Dollar graph ကို time frame 4 hour 4နိုင်ပေါ့နော် back test ပြန်ကြည့်တာဖြစ်ပါတယ်ဘောတရားကအရှင်ဟုန်ပြင်းတဲ့ဖြောင်းနိုင်ချောင်းတွေကိုအရင်ရှာကြည့်တယ်ပေါ့ဒီလို momentum candles တွေကိုတွေးပြီးဆိုရင် အောက်ခြေနာက support မှာဒေါ်ကြီးဖြောင်းနိုင်ချောင်းတိုင်း shape ဘက်ကို base ယူလိုက်ပါတယ်။အဲ့ဒီနေရာကဖြောင်းနိုင်ချောင်းသေးလေးတွေနဲ့ sideway ဖြစ်လာတာဖြစ်တယ်။အဲ့ဒီတော့ support resistant ခိုင်မာတဲ့နေရာတွေဖြစ်တယ်လို့ပြောလို့ရတယ်။ဒါဆိုရင် RPR rally base rally ပုံစံထဲဝင်နိုင်ပြီးတော့ဒီနေရာဟာ demand zone ဖြစ်ပါတယ်။ demand zone ဆွဲလိုက်ပြီးစီးတွေက demand zone ကနေအပေါ်တက်သွားမယ်ပြီးပြန်ကျလာတယ်။ပြန်ကျလာပြီးတော့ခဏနာပြီးတော့ demand zone ကို reject အားယူတဲ့အချိန်မှာ buy order ဝင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာတတိထားပြီးတော့ confirmation candle တွေစောင့်ပြီးတော့ဝင်သက်ပါတယ်။ဒီမှာ confirmation candle ဖြောင်းနိုင်ချောင်းတွေကတော့ end carving ဖြောင်းနိုင်ချောင်းတွေဖြစ်တယ်။ rejection doji ဖြောင်းနိုင်ချောင်းတွေလည်းဖြစ်တယ်။ stop loss ကတော့ demand zone out ဖက်ဖြောင်းနိုင်ချောင်းအမီနဲ့နည်းနည်းလေးပို့ပြီးတော့ယူမယ်။ TP take profit က risk ရဲ့3စားသုံးမဟုတ်4စားမှာချိန်လို့ရပါတယ် take profit tp ကတော့တကယ် graph အနေထားအားလုံးအရာ trend line ဆွဲတာဖြစ်ဖြစ် now key support resistant line ဖြစ်ဖြစ်ပြန်ချိန်ပြီးတော့မြင်သာပါလိမ့်မယ်ခုနပုံစံကတော့ trend attack ပေါ့နော် trend အကျကိုကြည့်မယ်ဆိုရင် momentum candles အချိန်ဟောင်းပြင်းတဲ့ဖြောင်းလိုက်ချောင်းကိုတွေးပြီး base ဆွဲလိုက်ပါတယ်ဒါဆိုရင် supply zone ရသွားပြီ dbt drop base drop ပုံစံပေါ့နော်လက်တွေ့မှာစောင်းရမှာနော် ဒီမှာဈေးတွေကျသွားပြီးတော့ဈေးတွေခဏပြန်တက် supply zone ကိုပြန်လာပြီးထိပြီးစမ်းသပ်တယ် test လုပ်တယ်ပေါ့နော် and carving အနီဖြောင်းနိုင်ကဝါးစားတဲ့ဖြောင်းနိုင်ချောင်းပို့ပြီးတော့ confirmation ခံတော့ဖြစ်တယ်ဒီမှာ sell order အယောင် order ဝင်လို့ရတယ်เนาะ stop loss က supply zone အပေါ်နားလေးနဲ့ DP1 က risk reward ratio 1 3လောက်ဖြစ်မယ် ဒုတိယတစ်ခါဈေးတွေက supply ဆုံးစီပြန်လာပြီးတော့စမ်းသက်တယ်တော်ကြည့်ပြီးတော့နောက်ဖြောင်းနိုင်ချောင်းမှာ sell order ထပ်ဝင်လို့ရတယ်ဒုတိယတစ်ခါ order ဝင်တဲ့အခါ stop loss ကအပေါ်နည်းနည်းထပ်မရွေ့ရင် stop loss ထိသွားနိုင်ရနော် DP2 မှာအများယူနိုင်တော့ reward ratio ကတော်တော်မြင့်ပြီးတော့တအားကောင်းသွားပြီတခါတည်း buy order ဝင်မယ်ဆိုရင် DP2 နဲ့ပဲချိန်လို့ရပါတယ်အခုပုံစံကတော့ trend အကြကနေ trend ပြောင်းတော့မယ့်ပုံစံ DPR ဖြစ်ပါတယ်ဒီမှာเนาะဖြောင်းနိုင်ချောင်းတွေအချိန်ပြင်းပြင်းနဲ့ဆင်းလာတယ်ငါးချောင်းတောင်ဆိုတော့စီးကြတဲ့ trend ကုန်တလောက်ဖြစ်နေပြီဒေါ်ကြီးမှာ base ဆွဲလိုက်ပါတယ်ဒါဆိုရင် demand zone ပေါ့เนาะစီးတွေကြလာတာကနေ demand zone အကျော်ပြန်ကြတယ် TV ပြန်တက်တဲ့ချိန် price action candle လေးစောင့်ကြည့်ပြီးတော့ buy order ဝင်နိုင်ပါတယ်ဒီတိုင်း TP ရသွားရင် reward ရခိုင်တော့တော်တော်မြင့်သွားပါပြီ up trend ကိုအသေးချာရသွားမှာဖြစ်ပါတယ်။နောက်ဆုံးပုံစံကတော့ RBD rally based drop လဲဟုတ်တယ် flip zone လဲဖြစ်တယ်လို့ပြောလို့ရပါတယ်။ဒီမှာနှခါ order ဝင်လုံးရတယ်เนาะပထမတစ်ခါ RPR အနေနဲ့ demand zone ဖြစ်တဲ့ဒုတိယတစ်ခါ demand zone က supply zone ဖြစ်ပြီးတော့ DBD drop base drop ဖြစ်သွားတယ် ီပုံစံနှစ်ခုပေါင်းရင် RPD trend line ကြောင်းပြောင်းသွားတယ်လို့ပြောလို့ရပါတယ်။ဟုတ်ကဲ့ပါအခုလောက်ဆိုရင်မိတ်ဆွေများအနေနဲ့ supply demand zone နဲ့ trader ကိုတပတ်ပေါက်သွားကြမယ်လို့ထင်ပါတယ်။ supply demand zone ပဲခေါ်ခေါ် demand supply zone ပဲခေါ်ခေါ်အတူတူပါပဲ။လက်တွေကတော့ theory နဲ့အမြဲတမ်းချွတ်ဆွတ် perfect ဖြစ်မှာတော့မဟုတ်ဘူးလက်တွေ legend train မှုနဲ့အနေထားအမျိုးမျိုးမှာတခြားအသိပညာတွေနဲ့ပေါင်းစပ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ် demand supply zone နဲ့ support နဲ့ resistance ကတူကြသလားဘလို့กว่าတလဲ support နဲ့ resistance ကိုမိတ်ဆွေများသိထားပြီးသားဖြစ်ကြမှာပါစီးတွေတက်သွားတဲ့နေရာတောင်အောင်နေရာက support ဖြစ်ပြီးတော့စီးတွေကျသွားတဲ့နေရာတောင်ပေါ်နေရာက resistance ဖြစ်တယ်ဒီနေရာမှာ admin က supply resistance လို့ပဲပြောနေကြဖြစ်တဲ့အထွက်ချောင်း supply resistance နဲ့ supply demand zone ဒိဗိတ်တူအောင်ပေါ့နော် demand အရှိမထားရတာပေါ့အကြောင်း demand supply ဆိုလို့ပြောလိုက်တာဖြစ်ပါတယ် resistant ကိုဖောက်ထွက်သွားရင် resistant ဟာ support ဖြစ်ပြီးတော့ support ကိုဖောက်ထွက်နိုင်ရင် support က resistant ဖြစ်သွားတယ် support နေရာက demand ဝယ်လို့အားရှိတဲ့အနေအထားတစ်ခုဖြစ်တယ် resistant နေရာက supply ရှောင်းလို့အားရှိတဲ့အနေအထားတစ်ခုဖြစ်တယ်ဒီတဘောတရားနှစ်ခုကအတူတူပါပဲဘလို့ kwa တယ်လဲဆိုရင်တော့ demand supply zone အရင်ဖြစ်ပေါ်ပြီးတော့မှ support နဲ့ resistant နေရာတွေက ထပ်ဖြစ်ပေါ်လာတယ်လို့ဆိုလိုနိုင်ပါတယ်။ demand supply zone လို့ပြောလိုက်ရင် zone ကကျေနိုင်တဲ့အတွက် support resistance line ဆွဲလိုက်ရင်ဈေးတွေအတိအကျဘယ်နေရာရှိသလဲအရင် support resistance တွေနဲ့ဘယ်လိုချိတ်ဆက်သလဲဆိုတာကိုပို့ပြီးတိကျစွာမြင်ရတဲ့တပေါ်ဖြစ်ပါတယ်။ဒီပုံမှာဆိုရင်မြင်ရတဲ့အတိုင်းအဓိက supply zone ဆွဲလိုက်ပေမဲ့ဆက်ဆက်ပြီးတော့ကိုချိန်ချင်တဲ့နေရာတွေကို resistance line လိုက်ဆွဲနိုင်ပါတယ်။တနည်းအားဖြင့်နောက် time frame အကြီးတစ်ခုမှာဒါတွေဟာ demand supply zone တစ်ခုတည်းဖြစ်သွားနိုင်ပါတယ် supply demand zone ကို price action နဲ့ပဲ trade ကြပါတယ်။ပုံပြီးထိရောက်တယ်ပေါ့နော်။တခြား indicator အပိုထည့်သုံးလဲရပါတယ်။ admin ပြုစုထားတဲ့ price action ebook ရှိပါတယ်။ price action ဖြောင်းနိုင်ချောင်းဖက်နည်းတွေကိုစိမ့်နေသေးသူများအတွက် price action ebook ကိုဝယ်ယူအားပေးနိုင်ပါတယ်။ ဈေးမကြီးပါဘူးเนาะအမြန်ဆုံးတဘောပေါက်ပြီးတော့ကျွမ်းကျန်သွားပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီထိအားပေးလိလာတင်လာခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်။